ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ပေါ့ကတ်မှာတော့စစ်ဘေးတင်းချောင်းနေရင်းနဲ့စားဖို့နေရင်းမိသားစုကျန်းမာရေးအခက်အခဲကြောင့်အလောက်ရှာဖွေရင်းနဲ့အွန်လိုင်းငွေလေလုပ်ငန်းစီမှာလေလေအလောက်သွင်းခံခဲ့ရတဲ့ပင်လောင်းမြို့နယ်ကလူငယ်တစုရဲ့အကြောင်းကိုနားထောင်ရမှာဖြစ်ပြီးတော့သူတို့အနေနဲ့စစ်ဘေးချောင်းခဲ့ရတဲ့အခြေအနေအလောက်ရှာဖွေခဲ့ရတဲ့အခြေအနေပထမအလောက်ရသွားတော့ လုပ်ငန်းမှာခေါင်းပုတ်ဖြတ်ခံရတဲ့အခြေအနေနဲ့ရရအလုပ်ကိုလုပ်ဖို့အဆုံးဖြတ်ပြီးတော့အတိတယောက်ကနေအလုပ်သွင်းပေးမယ်လို့ပြောပြီး online ငွေလေလုပ်ငန်းခေါ်ကြားဖြတ်မှာလိမ်လေအလုပ်သွင်းခံရတော့သူတို့အနေနဲ့ online ငွေလေလုပ်ငန်းဖြတ်တန်းခဲ့ရတဲ့အခြေအနေအတွေ့အကြုံနဲ့ဘလို့လွတ်မြောက်လာခဲ့လဲဆိုတာကိုပြန်လည်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ podcast ကိုကျမနန်းခန်းလောင်နဲ့အောင်ဖြိုးကပြန်လည်ပြောပြပေးသွားမှာဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်မှာ2023ခုနှစ်ဖေဖော်ဝါရီလတွင်စစ်ကောင်စီနှင့်ဂရီနီတော်လိုင်း AR စု KNDF တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးပင်လောင်မြို့နယ်ရဲ့တောင်ဖက်ချံဖြစ်တဲ့လောပြင်းတောင်စလုံးမြောက်စလုံးတောင်မဲတင်နဲ့နမ်နေစတဲ့ကြေးရွာမှာရှိတဲ့ဒေသခံတွေဟာဘေးလို့ရပင်လောင်မြို့ပေါ်နဲ့အခြားဒေသတွေမှာစစ်ဘေးတိုက်ချောက်ခဲ့ကြရပါတယ် စစ်ကောင်စီတပ်နဲ့ PNO PNA ပြည်သူစစ်တပ်ကလောပြင်းကျေးရွာအုပ်စုအသွေးမှာအများပြားတပ်ဆွဲထားပြီးတိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာကရွာသားတွေတမကပြည်သူစစ်စစ်တေတန်းတက်ရောက်ခဲ့တဲ့ရွာတွေလည်းအများပြားစစ်ဘေးတိမ်းရှောက်ခဲ့ကြရတာဖြစ်ပါတယ်။တိုက်ပွဲအတွင်းနဖက်တပ်ကလက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်ကြတာနဲ့စစ်ကောင်စီမှကျေးရွာအသွေးကိုလေရင်ဖြင့်ပုတ်ကျဲခြင်းကြောင့်လူနေအိမ်အများပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တိုက်ပွဲကြောင့်စစ်ဘီတိတ်ချောင်ရသူတို့ဖြစ်တဲ့အမီလွဲခွန်ဟဲဟာစစ်ဘီတိတ်ချောင်ဖို့အတွက်မိတန်စုနဲ့အတူဟိုက်ဂျက်ကားတစ်စီးပေါ်နိုင်တလောက်ပစ္စည်းတွေတင်ပြီးဘေးလို့ရပေလောင်မြို့ပေါ်ကိုတိတ်ချောင်ခဲ့ပါတယ်စစ်ဘီတိတ်ချောင်သူထောင်နဲ့ချီများပြားတဲ့အတွက်ရွာဝေရွာထွက်တာစီစစ်ဆေးမှုတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်ပင်လောင်မြို့ပေါ်ကဖုန်ကြီးကျောင်းမှာစစ်ဘီတိတ်ချောင်နေရင်စာဝတ်နေရင်အခက်အခဲရှိလာတဲ့အတွက် ပါလာတဲ့လက်ဝတ်လက်စားတွေကိုလည်းဈေးမှာရောင်းချပြီးဖြည့်ရှိခဲ့ရပါတယ်။ဖခင်ဖြစ်သူကလည်းနာတာရှည်ကျမ်းမာရေးမကောင်းတဲ့အတွက်လှစင်ဈေးဖိုးကလည်းအကုန်ကျများခဲ့ရပါတယ်။စစ်ဘေးချောင်းနလမြောက်မှာတော့ဇာဝုနီရေးနဲ့ကျမ်းမာရေးအကြက်အသေးကြုံရပြီးပင်လောင်းမျိုးပေါ်မှာအလောက်ရှာဖွေခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ပင်လောင်မျိုးပေါ်မှာအလောက်ရှာမရတဲ့အစုံအရေးအနည်းယူပြီးထိုင်ဖက်ကိုတရားမဝေတွားရောက်အလောက်လောက်ဖို့လဲသူငင်ချစ်တဲ့အတူတိုက်ပြီးဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံကိုရွာကနေဘန်ကောက်ထိအရောက်ပို့ပေးတဲ့ပွဲစားတွေကနေတစေအလောက်အကိုင်းတွေအကြောင်းမေးမြန်းရကနေရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်ကတရုတ်လောပန်းကုမ္ပဏီမှာလှုပ်ချော်ရေးဝတ်ထမ်းခေါ်ယူတဲ့အကြောင်းကိုကြားသိရတော့စိတ်ဝေစားခဲ့ပြီးတွားဖို့အတွက်စီစဉ်လိုက်ပါတယ်ပွဲစားကအလောက်နှစ်ခုရအောင်ရှာပေးမယ်လို့အာမခံပေးပြီးလာရှိုးကသူ့အမျိုးတွေနဲ့ချိတ်ပြီးအလောက်တွေးပေးမယ်လို့ဆိုပါတယ်တလားကိုတရုတ်ယွမ်ငွေ1500 မြန်မာငွေနဲ့ဆိုရင်ကိုတိုင်ချက်အနည်းဆုံးရရှိမှာဖြစ်တဲ့အပြင် အလောက်လည်းအတိရှိတဲ့အတွက်ခွန်ဟဲကအခြားတူတူငင်ချင်း၅ရောင်းနဲ့အတူတွားဖို့ပွဲစားကိုအလောက်အပ်ခဲ့ပါတယ်လာရှူရောက်တော့တူတူငင်ချေးတွေထဲမှာခွန်လို့ကြော်အမိလွဲဟာခန္ဓာကိုယ်အသေးဆုံးဖြစ်တဲ့အတွက်တခြားသူတွေနဲ့အတူအလောက်မခန့်နိုင်ဘူးလို့မထင်မှတ်ပဲအငြင်းခံခဲ့ရပါတယ်ခွန်ဟဲတို့ကလည်းတူငင်ချင်းနဲ့အတူအလောက်မခန့်ရင်မလောက်နိုင်တဲ့အကြောင်းကိုရှင်းရှင်းလေးလေးပြောဆိုခဲ့ပြီး လောက်ချော်ရေးအလောက်ကိုမလောက်ဖြစ်ပဲဝက်ရှော့အလောက်ကိုရွေးချယ်ခဲ့ပါတယ်ခွန်ဟေရိုကလည်းတငယ်ချင်းနဲ့အတူအလောက်မခန့်ရင်မလောက်နိုင်တဲ့အကြောင်းကိုရှင်းရှင်းလေးလေးပြောဆိုခဲ့ပြီးလောက်ချော်ရေးအလောက်ကိုမလောက်ဖြစ်ပဲဝက်ရှော့အလောက်ကိုရွေးချယ်ခဲ့ပါတယ်ဆဆာကလောက်ချော်ရေးပဲဆိုတော့တက်တာတယ်လို့ပေါ့ဝက်ရှော့ကြတော့လေပြပန်းမှမလို့အဲ့အလောက်ကိုအရင်သွားတာအဲ့ဒါကအဆင်မပြေဘူးနောက်တော့သူတို့ကမြို့ထဲကတိုက်ခန်းတစ်ခုကိုပို့ပေးတယ်စာပို့တော့ပို့လဲစီစဉ်ပေးတယ် အဲ့ဒီတွေ့လေကျွန်တော်တို့ကပတ်စံပြီးထားတာဒီအလောက်ကైရှာပြီးတာရဲ့လမ်းစရရေကိုတယောက်12သိန်းလောက်ပေးရတယ်။ဝက်ရှော့အလောက်ယူကိုတော့တယုတ်ကြီးတယောက်ကကျွန်တော်တို့ကိုကားပြည့်ရမယ့်ဟာတွေကိုပြပေးတယ်။ဘိလေးမယ့်ဟာတွေပေါ့အစုံပဲ။အလောက်ယူကအကြီးကြီးပဲအရင်ပြပန်းတယ်။တလားပြတော့လေငွေကချက်ချင်းမရဘူးလေ။ဒီတော့ရတဲ့လက်စာရဲ့တုပ်ပုတ်တပုတ်ပဲပြီးတယ်။ ခွန်ဟဲတို့ကအလုတ်တမာရပိုင်ခွင့်အပေါ်ခေါပုံဖျက်ချင်းခံရတဲ့အတွေ့အလုတ်ရှာပေးတဲ့ပွဲစားစီကိုတိုင်တန်ခဲ့ပေမဲ့လည်းအေးတူယူလောက်ဆောင်ပေးခဲ့တာမရှိဘူးလို့ဆိုပါတယ်ဝက်ရှော့မှာနားချိန်မရှိမနေ့6နာရီကနေည10နာရီအထိပေးပပန်းအလုတ်လောက်ရတဲ့အပြင်လှဆောင်ငွေပါမရတဲ့အတွေ့အလုတ်ရော်အတွင်းရှိမန်နေဂျာကိုပတ်ဆက်ခဏခဏတွားတောက်ခဲ့တယ်လို့ဆိုပါတယ်မန်နေဂျာကပြဿနာရှာလို့ဆိုပြီးဝက်ရှော့အလုတ်ရော်ကနေမာထုတ်ခဲ့ပါတယ် အလောထွက်ပြီးတဲ့နောက်မှာတော့အလောလက်မဲ့ဖြစ်သွားတဲ့အတွက်နေဖို့စားဖို့အခက်အခဲများစွာရှိလာခဲ့ပါတယ်။တရုတ်စကားမရတဲ့အပြင်မြို့ခံအတိပါမရှိတဲ့အတွက်အကူအညီတောက်ဖို့လူတွေကလည်းမရှိခဲ့ပါဘူး။နေရပြန်ဖို့ကလည်းလမ်းစရိတ်မရှိတဲ့အတွက်ရရအလောလောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ခွန်ဟဲတို့အလောလောက်ခဲ့တဲ့ကာဝါရှော့ရွေးနာမည်ကိုမေးကြည့်တဲ့အခါဝါရှော့ရွေးနာမည်ဟာတရုတ်လိုပဲရေးထားတဲ့အတွက်သူတို့အနေနဲ့မှဖတ်တတ်တော့မသိဘူးလို့ဆိုပါတယ်။ ူတို့ကိုကျွန်တော်တို့ကခဏခဏတော့ပြောတော့အရင်တက်တနာရှာလို့ဆိုပြီးအလောက်ထောက်လိုက်လေအဲ့ဒါနဲ့အဲ့ဒီဆက်ယုံမှာခေတဲ့အကိုတယောက်ကသူ့အတိမှာအလောက်ရှိရလို့ပြောတယ်ဖြစ်ချေတော့ကျွန်တော်တို့ကတက်ကတူကျောင်းသားတွေဆိုတော့အင်္ဂလိပ်စာတော့နည်းနည်းပါးပါရတယ်ထုံးလေကြွ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 တုံတက်တယ်လေကွန်ပျူတာလည်းအခြေခံရှိတော့အဲ့ဒါနဲ့သူက အလုံးမဆက်ပြင်ပြပြောတော့ဝမ်းတာတော့ဆက်ယုံကအတိတယောက်ရဲ့မိတ်ဆွေဖြစ်သူကခွန်ဟဲတို့ကို ဖိုးဝီကားတစီနဲ့စေတီဘာလာရဲ့မနေ့အစောပိုင်းအချိန်မှာလာခေါ်ခဲ့ပါတယ်။စတ်ဖေကဒေကာကာထေကနီဘမ္မဝမီယောအလုတ်ပိနေပဲခိုမယောရောကာပိုကစီယာတိုက်စနထဲလို့ရှိတယ်အထက်တဲအထက်တိုင်းမှာတချီတရီကာခုံရတဲ့လူတွေလောက်ကစားရှိုးလို့အော်နေတာတွေ အရေးမူလို့စကိုင်းကျိပြောတော့လေအကုတ်တွေ့ခဲ့ရတယ်။ခွန်ဟေရိုကိုနေရာချထားပြီးမကြခင်မှာပဲအမျိုးသားတယောက်ကအလောက်အကျောက်ပြောဖို့လာခေါ်ပါတယ်။သူတို့ကိုမြင်ကြီးထက်ကရုပ်ခန်းကြီးထဲမှာခေါ်လာပြီးစာချုပ်တွေမှာလက်မှတ်ထိုးဖို့ပြောပါတယ်။ရှန်တိုင်းသူလိုယူဆရတဲ့အမျိုးသမီးတယောက်ကသူတို့ကိုတရုတ်ကြီးပြောတာတွေကိုဆက်တိုက်ပါတာပြန်ပေးပါတယ်။စာချုပ်မှာတော့တရုတ်ဘာသာနဲ့ပဲရေးထားတဲ့အတွက်တလုံးမှနားမလည်ခဲ့ဘူးလို့ဆိုပါတယ်။ 6လစာချုပ်ဖြစ်ပြီးတော့တလမှာတရုတ်ငွေယွမ်9000မြန်မာငွေနဲ့ဆိုရင်တိ30ပြီးမယ်ပြောပြီးတော့နောက်မှာတော့ခွန်ဟဲတို့ကိုမှတ်ပုံသေးတွေနဲ့ဖုံးတွေကိုတိတ်စီခဲ့ပါတယ်ခွန်ဟဲတို့ရောက်နေတဲ့ကုမ္ပဏီကတော့နှစ်ဖက်ညဖက်တွေပါမကျန်လူစီကားပါတယ်တိုက်ကစနှစ်ထပ်ရှိပြီးတော့လောက်ကစားရော်တွေကလည်းအထက်များစွာရှိပါတယ်ငွေလေလေတာလောက်ကစားမူရစ်စေဝါ KTV အပြေအပျော်မဲအမျိုးသမီးများစွာလည်းရှိပြီးပေးရမရှိဖွင့်လက်ထားပါတယ် အခါတည်းမတနက်ကြိုက်ထားတဲ့ကောက်တွေရှိတယ်တရုတ်ကောက်တွေကကျွန်တော်တို့ကိုကြည့်ပြီးအလောက်ကကောက်လို့ရင်လက်စားကကောက်ရမယ်လို့ပြောတဲ့အကြောင်းကိုခူအမကြီးကပါလာပြန်ပြီးတယ်ပြီးတော့လက်ကြိုက်ဖော်တွေထုတ်ပြီးတယ် Facebook TikTok Viber Telegram နဲ့ WeChat အဲ့လိုအကောက်တွေဖိတ်ခဲတယ်အဲ့တော့မှ online ဝေးလေလုပ်ငန်းကြာဖြတ်မှတိတာအလောက်ကဖော်ဘက်ကြိုက်ထားရတဲ့ဆိုပေမဲ့အရင်စိတ်ပြပန်းတယ်နည်းနည်းလေးငိုင်းမိသွားပြီးဘားတွေနားတွေလာချတယ်တရုတ်လူတွေလည်းဆဲတယ် အဲ့ချိလဲမရှိဘူးအပြည့်ထွက်တော့လဲမရဘူးအိမ်နဲ့လဲဖုံးမပြောရဘူးငွေလိုက်လောက်ငါအပိုင်းမှာတော့အမျိုးသားတွေကပိုများပြီးအမျိုးသမီးအများစုမှာ အပြော်မယ်နဲ့ငါဖန်ဂိုင်းဝိုင်းငါပြည့်ဂိုင်းဝိုင်းနဲ့ဖဲဝေပေးတဲ့အလောက်တွေမှာပိုတွေ့ရပါတယ်အလောက်တမားပေါင်း400လောက်ရှိနိုင်တယ်လို့ခွန်ဟိုင်ကသူ့ထင်မြင်ချက်ကိုပြောပါတယ်လောက်ချော်ရီကလည်းအပြည့်ချထားပြီးအလောက်နားချေတွေအထိ CCTV စောက်ကြည့်ကင်မရာတွေကနေတစ်စိလဲစောက်ကြည့်ချင်ခံခဲကြရပါတယ် ကျွန်တော်တို့အလောက်က Facebook မှာ like အပ်တယ်ပြီးရင်စကားဆက်ပြောတယ်အထဲပို့ပြီးနည်းနည်းခင်မိမို့ရသွားပြီဆိုရင်တခြားလူပို့လွဲပေးရတယ်ပြီးရင်တစီပတစီလွဲရတာကျွန်တော်တို့မလောက်ရတော့ဘူးပတ်စားပိုင်းလုပ်ငန်းအကြောင်းရှင်းပြတဲ့အပိုင်းကလည်းတတ်တတ်အဲ့လိုမျိုးအများကြီးခွဲထားတယ်တရက်ကိုအဲ့လိုမျိုးစကားပြပြောတဲ့သူမရှိအဲ့နည်းဆိုသမီးကကောင်းမစားရဘူးစေးဆိုနေတာပြီးရင်တခုရှိသေးတယ်တရုတ်လူမျိုးတွေကိုတတ်တတ်ထားထားတဲ့အခန်းဆိုရင်အတီခိုင်းတာသမီးတော့မကြွေဘူး ရိုက်လဲတအားရိုက်တယ်ထမေးတိုးခင်းတိုးတွေကျွေးတယ်အခြားအလုတ်သမားတွေရဲ့ထမေးကြံဟေးကြံတွေအကြံကိုစုထားတဲ့ဝက်စာဘုတ်ထဲကဟာတွေကိုကျွေးတယ်အလုတ်သမားတွေကို အခန်းကြီးတစ်ခုထဲမှာ10ရောက်15ရောက်အထိထားပြီးကြည်ကြည်ကြက်ကြက်နဲ့နေနေကြရပါတယ်အလုတ်ချိန်မှာရိုက်နေခံထားရတဲ့ဒဏ်ရာတွေကို လိုက်ဖို့စီတောက်ဖို့စီမရှိပဲဖောရောက်နေတဲ့မျက်နာတွေကြပို့ရာတွေနဲ့အိတ်ကြရတယ်လို့ဆိုပါတယ် အွန်လိုင်းငွေလေလုပ်ငန်းကဆယ်လွာကနေစပြီးအလုပ်သမားတွေကိုလည်းပြုတ်သိပ်စွာထားပါတယ်။ရေချိုးတာအဝတ်လျှော်တာအားလုံးလည်းအခြေကတ်တန်နဲ့လှုပ်ဆောင်ရပါတယ်။အလုပ်သမားတို့မှာအမျိုးအစားအများကြီးချက်ပြုတ်ရေးမှာကောက်ပေါက်ထားရေးသမီးဟိချံပြီးတယ်။ပတ်စံနဲ့လတ်ထိုးထားတော့ဗျ။ကျွန်တော်တို့ကြာတော့မခံနိုင်တော့ဘူးလေ။ဒါရီတွေကလည်းအများကြီးတနေရပြီးတနေရပဲ။မနေ့ကရဲထားတဲ့နေရာမှာလည်းထိုက်ရိုက်တာပဲ။လတ်စားလဲသူတို့စာချုပ်ထဲကအတိုင်ပြီးမပေးဘူးလေ။ အဲ့ဒါနဲ့ပြန်ဖို့ပြောတော့ထိုက်ရိုက်ခံရတယ်ကျွန်တော်တို့လည်းထွက်ပြေးဖို့မလွယ်မတီတော့ဒဲပဲပြောလိုက်တာလူကိုလူတို့တော့မထင်ကြဘူးအလောတမားဆိုပြီးတော့နှိပ်စက်ကြတယ်နရေတော်ရဲ့လောက်ကြီးအလောခံထဲမှာတွားပဲကိုယ်ခံမှာပဲနေနေကြတာလာခေါ်တော့ခွေးလိုလာဆွဲတယ်ဒီယူတိုက်ကြီးပါတော့လားအဲ့မှာလို့အလောချေပြအလောဆိုပြီးအသေးလို့တာတကယ်ငရေပဲရောက်စားခံရတဲ့သူတွေထဲမှာတရုတ်လူမျိုးအများဆုံးဖြစ်ပြီး အများဆုံးလဲနှိပ်စက်ခံရတာကိုခွန်ဟဲတို့တွေ့မိခဲ့ရပါတယ်။သူတို့ကုမ္ပဏီနာမည်ကိုတော့တရုတ်စာလုံးလိုပဲရေးထားတဲ့အတွက်ပြန်မပြောတတ်ဘူးလို့ဆိုပါတယ်။အလုတ်ဖြစ်အားကြောင့်နောက်ဆုံးမခံနိုင်တဲ့အခါအလုတ်ထွက်ဖို့ကို ရောက်ခန်းအထိတွားပြောခဲ့ကြပါတယ်။နေနဲ့ချီချာလုံနေတဲ့ငွေလေလေတဲ့အပိုင်းမှာလုံနေတဲ့ဝတ်ထမ်းတွေထွက်ပြေးတာမျိုးတိတ်မရှိပေမဲ့အလုတ်ဖြစ်အားမခံနိုင်တဲ့ဝတ်ထမ်းတိတ်တွေနဲ့ခွန်ဟဲတို့လိုလိမ့်လေခေါ်ဆောင်ခံလိုက်ရတဲ့သူတွေကတော့စာချုပ်မပြည့်ခေထွက်ပြေးတာ။ ရုတ်ခမ်းသွေးအော်ဟစ်တောင်ကျန်းတွေလောက်ခဲ့တဲ့အကြောင်းသူကပြောပါတယ်။ငွေလဲရတဲ့ဝတ်ထမ်းတွေဟာတလတာအတွက်တတ်မှတ်ထားတဲ့ငွေပမာဏမပြည့်မီရင်လဆာဖျက်ခံရတာ၊ရန်နဲ့နှိပ်စက်ခံရတာနဲ့သမေအငတ်ထားတာတွေလည်းရှိတဲ့အကြောင်းခွန်ဟဲရဲ့မိတ်ဆွေဖြစ်သူခွန်ဆန်ထွန်းအမီလွဲကဆိုပါတယ်။အလုတ်ပေးမထွက်တဲ့အပြင်ထွက်ပြေးမှာစိုးတဲ့အတွက်ခြေတော်တွေကိုကြိုနဲ့တောက်ထားခဲ့တယ်လို့သိရပါတယ် အလောလောရဲ့တော်လာမြောက်မှာတော့အတိမိတ်ဆွေအကိုကကားနဲ့လူငယ်တွေကိုထတ်ခေါ်လာတာကိုသမင်းစာရေးတွေ့တဲ့အတွက်ကမန်းကရန်ပြေးသွားပြီးအလောထွဲဖို့ပြောခဲ့ပါတယ်ကျွန်တော်တို့သူ့အိမ်မှာလိုက်နေဖူးတေးလေသူ့နာမည်ရောအေရောမိသားစုရောတိထရောအလောမထုတ်ပေးရင်တနည်းနဲ့တရားဆွဲပြစ်မယ်တိုင်မယ်ဆိုရှယ်မီဒီယာပေါ်မှာရေးမယ်ဆိုပြီးပြောတော့မှသူတို့ကထပ်လိုက်ညှိပေးတယ်နောက်နေ့မနေ့ကျတော့အေကွန်မဏီမန်နေဂျာကရုပ်ခန့်ထဲကိုခေါ်ပြီးတော့ စာချုပ်မှာလက်မထိုးထားတဲ့အတိုင်းထွက်ချင်ရင်ငွေတွေရောပြီးမထွက်တဲ့တရငွေ900တောင်းလေးမြန်မာငွေနဲ့ဆိုရင်တိတ်300ပေါ့အဲ့မှာစကားတွေမြားပြီးအခြေတည်ဖြစ်ကြတော့ကျွန်တော်တို့ကိုတက္ကနာကလူတွေကလည်းလာပြီးတော့လက်တွေကိုခြစ်ထားတယ်ကျွန်တော်တငယ်ချင်းက မီရို ရောကြေးရချီငါတို့လက်စာပြပေးလို့ပြောပြီးတော့အဲ့မှာကျမပဲလက်စာအပြည့်မပေးတာကိုသိတယ်လက်စာကလည်းသမီးခင်ကတလောက်ကိုယူရနှထောက်တရှိရင် တောင်းရီမုံနဲ့နွားနုကတထောက်တကယ်ရတဲ့လဆာကနထောက်ပဲလို့အတမပြောတယ်ပြီးတော့ကျွန်တော်ကောက်ကိုတနက်နဲ့ထိပ်ပြီးတော့နောက်တစ်ခါတွေ့ရင်နေ့အောင်တဲ့ကိုပြစ်တက်လိုက်မယ်လို့ပြောတယ်လို့မျိုးတယောက်လူကြီးဆဲနေတာဟိုမျိုးတမီကလည်းဘာမှပြန်တော့အဲ့လိုပဲနားလေလိုက်တယ်ခွန်ဟဲရဲ့မိတ်ဆွေတူဖြစ်သူခွန်လွန်းကျော်ကလည်းမျက်လုံးလောဝမိတ်ထားလိုက်တယ်ငါတေပီလာလို့တော့တွေးမိတယ်တေလဲတေလိုက်ဆက်မလောက်တော့ဘူးဆိုပြီးစုပ်ဖြဲ့ပြီးသားမလို့ပြီးတော့ ကျွန်တော်တို့တငယ်ချေတို့ကလူငီလို့ပေါ့အဲ့တော့ကငယ်သေးတာလဲပါမှာပေါ့၁၉20ရွေးကြားတွေပဲလေအခုပြတွေ့ကြည့်တော့ကြော်ချမ်းဆရာကြီးအဲ့ဒီကုမ္ပဏီရဲ့ HR ဌာနကတော့ခွန်ဟဲတို့ရော်ပေးဖို့လိုတဲ့ပတ်စံကိုသူတို့ရရမယ်လားဆာရုံနဲ့ရော်ပေးပြီးမှတ်ဖို့တေတွေပြပေးခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဖောက်ကိုတော့ပြန်မရခဲ့ကြပါဘူးခွန်ဟဲတို့ကိုအဲ့ဒီနေရာကနေထွက်ခွေရတော့သူတို့ကိုအလောက်ပိတ်ကားတစည်းပုံမှာတင်ခေါ်သွားပြီး တော်သေးတဲ့နေရာမှာမိုးတီးထန်တဲ့အချိန်မှာပြစ်ချပြီးခဲကြပါတယ်ခွန်ဟဲတို့လည်းလမ်းမကြီးတစ်လျှောက်ရောက်ရပေါက်ရလမ်းလျှောက်ခဲ့ပြီးဖတ်သမဆိုတွေ့ခဲ့တဲ့ပလောက်တိုင်းတားရွာတရွာမှာတညတာတဲခိုခွေးပြုတ်ဖို့အကူအညီတောက်ခဲကြပါတယ်မနေ့မိုးလေးချိန်မှာတော့သူတို့ကိုကူညီပေးဖို့ရွာသားတချို့ကလာရှိုးမျိုးပေါ်ကိုစိုက်ကင်နဲ့လိုက်ပို့ပေးခဲ့ပါတယ်မိသားစုဝင်ရဲ့ဖိုးကိုရွာသားကနေတစေအကူအညီနဲ့ဆက်တွယ်ခဲ့ပြီးလမ်းရှိတောက်ခဲ့ကြပါတယ် လူမှုကူညီရေးအတင်းနဲ့လဲချိတ်ဆက်ပြီးတောင်ကြီးမြို့ကို2023ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာပြန်ရောက်ခဲ့ကြပါတယ်။ပင်လောင်မြို့ပေါ်ကိုပြန်ရောက်တဲ့အခါမှာတော့သူတို့ကိုအလောက်ရှာပြီးခဲ့တဲ့ပွဲစားကပြန်မလာတာကြာပြီဖြစ်ပြီးမြို့ပေါ်မှာလဲမတွေ့ရတော့ဘူးလို့ခွန်ဟဲတို့ဆိုပါတယ်။မွေပူကေးမောက်ခဲ့ရတဲ့ခွန်ဟဲတို့အတွက်ရှမ်းမြောက်မှာလိမ့်လေအလောက်တွင်းခံရတဲ့အတွေ့အကြုံကတသက်မမေ့နိုင်တော့ဘူးလို့ဆိုပါတယ်။ စ်ဘေးတင်းရှောင်ရင်စားဝတ်နေရင်မိသားစုကျန်းမာရေးအခက်ခဲကြောင့်အလုတ်ရှာဖွေရင်းနဲ့အွန်လိုင်းငွေလေ လုပ်ငန်းစီမှာလိန်လယ်အလုတ်သွင်းခံရတဲ့ပင်လောင်းမြို့နယ်ကခွန်ဟင်းတို့လူငယ်တစုရဲ့အကြောင်းကိုနားဆင်ခဲ့ရတာဖြစ်ပါတယ်။မိษွေတို့အနေနဲ့မိမိရဲ့ဒေတာအတွင်းမှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့လူငယ်တွေရဲ့အတန်တွေကိုဖော်ထုတ်ချင်တယ်ဆိုရင်ခားရီဝါရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာတည်င်းပေးပို့နိုင်ပါတယ်။ အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခိုင်ရင်ဝိုင်းကနေတင်ဆက်နေတာပါခိုင်ရင်ဝိုင်းပေါ့ကတ်အစီအစဉ်တွေကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်နောက်ပေါ့ကတ်တွေမှာပြန်ဆုံကြရအောင်ရှင်ကျမ Agree ပါ